မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Facebook အကောင့်ကိုအလွယ်ကူဆုံးနဲ့အယိုးရှင်းဆုံးညီလန်းဖြဲလူတိုင်းဖွင့်လို့ရတဲ့ညီလန်းလေးကိုပြောပြပေးသွားပါမယ်။အရင်ကညီလန်းဆို Facebook အကောင့်ဖွင့်ရင် Gmail အရင်ဖွင့်ပြီးရင် browser တစ်ခုခုနဲ့တစ်ခုခုနဲ့တွဲပြီးဖွင့်ရတာလို့ Microsoft Outlook မှာနဲ့ဒီ Facebook Live app ကနေတော့ဖွင့်ရတာတွေပြီးလို့ရှိရင်လည်းဒီဖွင့်ပြီးရင်လော့တန်းကြတာတွေဖြစ်ခဲ့တယ်ပေါ့နော်အခုဖွင့်ပြမယ့်နီလန်ကတော့ဒီ SingUp တခုရဲ့ VPN မှာဆိုလို့ရှိရင်ကျွန်တော်တို့ Now VPN တခုရဲ့ပဲလိုပါတယ်ဆိုတော့အခုဒီဖုန်းထဲမှာတော့ Now VPN မရှိသေးဘူးပေါ့နော်မရှိသေးဘူးဆိုလို့ရှိရင် Google Play Store ကနေ Now VPN တခုကိုတွားပြီးတော့တက်တောင်းနိုင်မယ် Okay Now VPN download ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Facebook app ကဒီ update ဖြစ်နေလားမဖြစ်ဘူးလားဗောနော်အဲတချို့ဖုန်းတွေဆိုလို့ရှိရင်ကျွန်တော် set ဒီ reset လုပ်ပြီးလို့ရှိပြန်တက်လာ Facebook app က auto ပါလာတယ်ပါလာပြီးတော့ဒီမှာ update မဖြစ်သေးဘူးဆိုလို့ရှိရင် update လုပ်လိုက်ဗောနော် okay update လုပ်ပြီးပြီဆိုလို့ရှိရင်ရော VPN သွားပြီးတော့တချိုက်မယ် now VPN ကိုတချိုက်ဖွင့်လိုက်မယ် now VPN မှာကချိန်လို့ရှိရင်တော့နည်းနည်းတော့ကြာတယ်နော်ဒီတခြား VPN နဲ့ထက်ဒါပေမဲ့သူကချိန်ပြီးရင်တော့ရုံနဲ့ပြန်မပြုတ်ဘူး online လဲဒီတခြား VPN တွေထက်တော့ တာတော့ဗောနော်โอเคဒါဆိုရှင်ကျွန်တော် connect ကိုနဲ့လာမယ်ပြီးလို့ရှိရင်ဒီမှာ okay နဲ့ပြလိုက်ပါ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ VPN ချိတ်ဝယ်ပြီဗောနော် VPN ချိတ်ဝယ်ပြီဆိုလို့ရှိရင်ကောက် Facebook အတွက်ကို Facebook နဲ့ဝင်လိုက်မယ်ပြီးရင်ပုံမှန်ဖိနေကြပဲဒီအောက်နားလေးမှာပုံမှန်ဖိနေကြပဲကျွန်တော်ဒီအောက်နားလေးမှာ create account လို့ရရှိတယ်နော် create new account လို့ရရှိတယ်ဒါလေးကိုတစ်ချက်နဲ့လာမယ်ဒါမျိုးဆိုရင်မ အလောင်းသွင်းနိုင်ပြလိုက်နော်ပြီးလို့ရှိရင်ဒီမှာ first name အာ last name ဆိုပြီးတာနော်ကျွန်တော်တို့နံပါတ်ထည့်ပြီးအကုန်လုံးကျင်းနံပါတ်ထည့်ပြီးပါโอเคအဲ့ဒါပြီးလို့ရှိရင် nice နဲ့တွားလိုက်ပါတော့။ကြည့်ဒီမှာတော့ birthday ရေးပါ။ကိုကိုကိုတိုင်းတောင်းတဲ့ကောက်ဆိုလို့ရှိရင်ကိုရဲ့ birthday အမှန်ထည့်ပါတော့။ ပဒေမန်ထဲထဲရခြင်းကဒီကျွန်တော်တို့ဒီအကောင့်လော့ကြတာပဲဖြစ်ပါတော့အကောင့်လော့ကြမဆိုလို့လော့ကြတာတွေဆိုလို့ရှိရင်ပြန်ဆက်ရလွယ်တော့ပေါ့အဲ့ဒါ okay အဲ့ဒါပြီးပြီးလို့ရှိရင်ဘတ်ဒေးရွေးပွဲပြီးဆိုလို့ရှိရင်ဒီမှာ nice နဲ့သွားမယ် okay ဒါဆိုလို့ရှိရင်မှ male နဲ့ female နဲ့ပေါ့ gender ကိုရွေးလိုက်ပါတော့ကျွန်တော်က male ကိုရွေးလိုက်မယ်ပြီးလို့ရှိရင် nice နဲ့သွားမယ် Okay ဒီနေရာမှာကျွန်တော်တို့ formula ထည့်ရမယ့်နေရာရပြီပေါ့နော် formula ထည့်ဖို့အတွက်ကိုအရှိကနေကျွန်တော်9ထည့်ပြလိုက်နော်ပြီးလို့ရှိရင်တောင်းညတလုံးကိုဖျောက်ပြီးလို့ရှိရင်9ကိုထည့်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ကြံတဲ့ phone number ကိုဆက်ရိုက်ထည့်ပေါ့နော် Okay formula ရိုက်ထည့်ပြပြီဆိုလို့ရှိရင်ဒီမှာ national နဲ့လိုက်မယ်ဒီနေရာရလို့ရှိရင် passport ပေါ့နော်ဒီမှာ passport ကကျွန်တော်တို့အဆင်ပြေတဲ့ passport ထည့်ပြလိုက်ပါပြီးလို့ရှိရင် national နဲ့ဆက်သွားမယ် Okay မဆိတ်ပြလာတော့နော်ပြီးလို့ရှိရင် I agree ကိုပဲနှိပ်မယ်ကျွန်တော်ဒီမှာသူ Gmail နဲ့ confirmation ဟိုဘာလဲ confirmation ကို Gmail နဲ့ပို့ခိုင်းမလားဗောနော်ကျွန်တော်တော့မပို့ဘူးဟို sync cam နဲ့ပဲသွားမှာဆိုတော့ဒီ confirm with code instead ကိုပဲနှိပ်ရမယ်နော်ဒါဆိုလို့ရှိရင်ဒီမှာကိုက default ပဲခေါ်ခိုင်းမလားဒီဒါမှမဟုတ်ရင် SNF ကနေကုတ်ချမလားပေါ့နော်ကျွန်တော်လည်းဒီအောက်ကကောင်ကိုပဲယူမယ် send code SNF ကိုပဲယူလိုက်မယ် okay ဒီနေရာမှာ ကောက်ကြတာကိုခဏဆောက်လိုက်ပေါ့နော်โอเคဒါဆိုရင်ကောက်ကတန်းပြီးတော့ကြာတယ်နော်ကောက်ကကြာတယ်ဟိုဒီနောက် VPN နဲ့ဆိုလို့ရှိရင်ကောက်ကတန်းကြာလာတယ်တကယ်လို့တခြား VPN ဆိုရင်တော့မကြောက်ဘူးเนาะကျွန်တော်ကြုံဘူးသမ ्या ကျွန်တော်ဖွင့်သမ ्या အကောက်တွေတော့တော်များကနောက် VPN နဲ့ဆိုရင်ကောက်ကဒီမကြရင်တော့ဖုန်းတွေပါနေဝင်လာတာပေါ့နော်ကောက်ကဒီမှာနော်ဒီမှာကောက်ဒါသူမှာလာသူအော်တိုဝင်ပြီဆိုတော့โอเคဒါဆိုကောက်ကတော့ပွင့်နေပြီပေါ့နော်တော့ VPN နေထားကြောက်ဒီလိုမျိုးဖြစ်နေတယ်ဒါကျွန်တော်နည်းနည်းတစ်ချက်တော့ ရှင်းလိုက်ပြီးလို့ရှိရင် favor level ပြောဝင်လိုက်နော် okay ဒါဆိုလို့ရှိရင်ကျွန်တော် favor card တစ်ခုကဲဒီမှာ code profile နေထည့်ပါနော် profile picture ထည့်ခဗေးဒါဆိုလို့ရှိရင် facebook card ကိုအလွယ်ကူဆုံးနဲ့ရူရှင်ဆုံးနည်းလမ်းလေးနဲ့ကျွန်တော်ဖွင့်လို့ပြပါရပါနော်ဒါဆိုရင်ဘာမှမလိုဘူး loader single ticket နဲ့ဒီ now vpn တစ်ခုပေါ့နော် facebook ကို update မလုပ်ရဘူး update မလုပ်ရသေးဘူးဆိုလို့ရှိရင် update လုပ်လိုက်လုပ်လိုက်ပြီးမှဒီကျွန်တော်တို့ပုံမှန်ရင်ကဖွင့်နေတဲ့ ပုံစံတိုင်း Facebook app ကနေပဲတွားပြီးတော့ဖွင့်လို့ရတာပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ကုတ်ဒီ lot လဲတော်ရုံတယုံမကြဘူးနော်ဒီ browser တွေမှာဖွင့်လို့ရှိရင်ဒီကုတ်ကြတာတော့ဒီကြော်ခွာရတာများတော့ကြောက်ဒီ Facebook ကပိတ်ပြတ်တာရှိတယ်ပေါ့နော်ဒီလိုမျိုးနီးနေဆိုလို့ရှိရင်ကုတ်ကတန်းပြီးတော့တန်းကြပါတယ်တကယ်လို့ကောက်ကဒီ message ကနေမကြရင်တော့မှဒီဖုန်းခေါ်ပြီးတော့ဒီဖုန်းဝင်လာတော့မနော်ဖုန်းဝင်တော့ဖုန်းကင်လိုက်ပေါ့ဒီခါကြေးကြရင်ဖြစ်တတ်တဲ့ဖုန်းဝင်လို့ရှိရင်အဖုန်းမကင်ပြဘူးပြောမှဆိုလို့ရှိရင်ဒီမှာ လောက်နေရင်တော့ဖုန်းကခေါ်လာဆိုစိတ်ကဒီဒေါ်လာနဲ့နဲ့ထွက်တော့ဗောနော်အဲ့လိုမျိုးပေါ့ဒါဆိုဖုန်းကမကင်ပြည့်ရင်ဒီကိုကကောက်ဝင်ရပဲဖြစ်တော့ဗောဆိုတော့ဒီဗီဒီယိုတော့ဒီလောက်ပါပဲအဆင်မပြေတာတကူရှိမယ်ဆိုလို့ရှိရင်ဗီဒီယိုရဲ့ comment အောက်မှာပြောခဲ့ပေးပါနော်